ိုင်ပွဲဝင်နှစ်ဦးရဲ့နာမည်ကတော့အဆင်သင့်ရှိနေပါပြီ။ဒီနေ့ top 7 performance show round 1 round 2ကနေရရှိလာတဲ့ result တွေအရပထမဦးဆုံးဖိတ်ခေါ်ခြင်းနဲ့ပြိုင်ပွဲဝင်နှစ်ဦးရှိပါတယ် JK Sophia ဝေဘီဖိတ်ခေါ်ပါရရှင်။ မြန်မာစတားစီစဉ်တိုက်ရိုက်ထုံးလိုက်တင်ဆက်မှုကိုကြွရှင်နေကြတဲ့ပရိသတ်များရှင်ပြီးခဲ့တဲ့ဘက်တွေတုန်းကရှင်ပြိုင်ခဲ့တဲ့ရှင်ပြိုင်မှုပြီးတော့မနေ့ကရှင်ပြိုင်သွားတဲ့ရှင်ပြိုင်မှုမမက်ရရဆိုရင်တော့မနေ့ကရှင်ပြိုင်သွားတဲ့ရှင်ပြိုင်မှုမှာဒိုင်သူချင်းမင်းနေပြောခဲ့တဲ့ comment တွေတဲကတချို့ကိုပြန်ပြီးတော့ပြောကြပေးချင်ပါတယ်အခုဒီမှာရှိနေတဲ့ညီမလေးနှစ်ဦးဖြစ်ပါတယ်ညီမလေး JK Sophia နဲ့ညီမလေးဝေးပြီးဖြစ်ပါတယ်ဆိုတော့ဒီဘက်မှာရှိတဲ့ညီမလေး JK Sophia အပေါ်မှာတိုင်းသူချင်းမင်းနေတုံးသက်ခဲ့တဲ့အမှတ်ချက်များကိုအကြမ်းမြင့်ပြန်ပြီးတော့ပြောပြပေးချင်ပါတယ်ရှင်မနေ့က live ကိုကြည့်ရှုခဲ့ရဆိုရင်ပရိသတ်များကိုရိုင်းလည်းသိမှာပါ JK Sophia က မနေ့တော့ကဆိုလို့ရှိရင်သူစိုနေကြသချင်းပုံစံနဲ့ क्वे ထွက်ပြီးတော့မြန်မာမာလီအနေနဲ့ပေါ့နော်ဒါအတီဆိုရှင်ပြိုင်သွားရဲ့သချင်းသချင်းကိုရှင်ပြိုင်သွားပါတယ်ဒီလိုရှင်ပြိုင်တဲ့ခါမှာဒိုင်သူကြီးမင်းနေရဲ့သုံးသက်ချက်သည်ညာကိုင်းနှုံးအဖြစ်တော်တော်ကောင်းမွန်တဲ့ဗမာရရှိခဲ့ပါတယ်အထူးသဖြင့်မြန်မာအကကိုဒီလိုမျိုးကျွမ်းကျင်ပိုင်နိုင်စွာကနိုင်လိမ့်မယ်ဆိုတာ တအားကြီးမမျောလင့်ထားတဲ့အကြောင်းပြီးတော့အကနဲ့တချင်းတီဆိုမှုတွဲထားတာတောင်မှတချင်းတီဆိုမှုမှာအတန်ရိုင်းသွားခြင်းမရှိတာမျိုးတွေပြီးတော့နောက်တစ်ခုက performance ပိုင်းဆိုင်ရာမှာဆိုလို့ရှိရင်လည်းကိုစီအောင်ပြောခဲ့တာကအဲစမတို့ဒီလက်ရဲ့အထားသူမိုက်နဲ့ performance လုပ်တဲ့အချိန်မှာတနေရာမှာမာယွန်းသွားတယ်ချွတ်ချော်သွားတယ်ဆိုတာမျိုးမမြင်ရလောက်အောင်ကို ရှားတယ်ဆိုတော့ကောင်းမွန်တဲ့အမှတ်ချက်တွေအများကြီးရရှိခဲ့ပါတယ် ချစ်ခင်ရရဲ့မြန်မာစတာပရိသတ်များရှင်ဒါကတော့ဒိုင်းသူချင်းမင်းနေသုံးသက်ထားတဲ့သုံးသက်ချက်ဖြစ်ပါတယ်။ပြီးပြီဆိုရင်တော့ပရိသတ် voting နေနဲ့ဘယ်နှမတ်တွေရပြီးတော့ဘသူတွေကနောက်တဆင့်ကိုတက်လှမ်းမလဲဆိုတာဆက်လက်ကြီးညာပြီးသွားမှာပါ။အခုစမွန်ရဲ့ဘက်မှာရှိတာကတော့ဒီဘက်မှာညီမလေး JK Sophia ပြီးတော့ဟိုဘက်မှာဆိုရင်ညီမလေးဝေပြီးရှိပါတယ်။အဲ့တော့ညီမလေးဝေ့ပြီးဆိုလို့ရှင်လည်းမနေ့ကတော့အကောင်းဆုံးစူးစမ်းပြီးတော့အရှင်ပြိုင်သွားတဲ့အထဲမှာပါပါတယ်။ အကောင်းဆုံးစ조사ပြီးတော့ရှင်ပြိုင်ခဲ့ပါတယ်။တခြင်းတည်ဆုံမှုပိုင်းနဲ့ဒီ performance ကိုတက်နိုင်သမျှအကောင်းဆုံး조사ပြီးတော့ပေါင်းဆက်ရှင်ပြိုင်ခဲ့ပါတယ်။တကယ့်ကိုခက်ခဲတဲ့တခြင်းဟုတ်ကဲ့နှစ်ယောက်တစ်ယောက်တစ်ယောက်က rest on time မှာဖြစ်ပါရဲ့ရှင်။အဲ့တော့ဆက်လက်ပြီးတော့ပြောကြကြပါမယ်။ညီမလေးဝေပြီးမနေ့တုန်းက ရှင်ပြိုင်သွားမှုနဲ့ပတ်သက်ပြီးတော့ဒိုင်းသူချင်းမင်းတွေရဲ့မှတ်ချက်မှာဆိုရင်အကောင်းဆုံးစူးစမ်းခဲ့တာကိုအတိအမှတ်ပြုတယ်ဆိုတဲ့အကြောင်းအရာပါတယ်လို့မျိုးပဲတစ်ဖက်မှာလည်းအကောင်းဆုံးစူးစမ်းခဲ့ပေမဲ့ကိုလုံးနေကြအရာတစ်ခုမဟုတ်တဲ့အခါမှာအနှဲငယ်လိုအပ်ချက်လေးတွေရှိနေတယ်ဆိုတဲ့အကြမ်းမြင့်သုံးသက်ချက်တွေကိုပြန်လည်ပြီးတော့မှတ်မိနေကြလိမ့်အောင်မယ်လို့ထင်ပါတယ် ိတ်ကိုခက်ခဲပြီးတော့အရန်မောရဲတချင်းကိုမှ performance နဲ့တွဲလုပ်သွားတဲ့နေရာမှာလိုအပ်ချက်လေးတချို့ကို ထောက်ပြခဲ့တယ်ဆိုပေမဲ့ချုံကုံသုံးသက်ရမယ်ဆိုရင်တော့ကြိုးစားသွားတဲ့အတွက်ကျေးဇူးတင်နေဆိုတဲ့အကြောင်းမျိုးပြောကြခဲ့ပါတယ်ရှင်။ချစ်ခင်ရတဲ့မြန်မာ star ပရိသတ်များရှင်ဒီနှစ်ဦးထဲမှာတဦးကတော့ red zone မှာထိုင်ရမှာဖြစ်ပါတယ်။ဘသူဖြစ်မလဲဆိုတာကိုရင်ခုန်စွာနဲ့ကြီးညာပြီးဖို့အတွက် reset သွားယူလိုက်ပါအောင်မယ်ပြိသက်တည်းစီကိုမကြခင်မှာပြန်လာခဲ့ပါမယ်ရှင်။ 尼玛斯塔，西赞太阳一同轮着上班呢，阿叔爸。check 一下尼玛斯塔，白天尼阿婶，所有人来泰国罗瑞莎亚洲一来阿叔爸。亚洲一来罗瑞莎，再接尼阿比大妈阿叔爸。西，dinner hour 呢个，red 师妈太阳咪变无影的乌西咪，save 师妈太阳咪变无影的乌西妈阿叔爸，save 师哥变无影哥罗，噜噜啾啾。 safe ဖြစ်မဲ့ပြိုင်ပွဲဝင်ဖြစ်ပါရဲ့ရှင်။ရှင်ခုံစွာနဲ့ကြီးညာပေးကြပါရယ်ဒီကနေ့မှာ safe zone ကိုလွတ်လွတ်ကျွတ်ကျွတ်တက်လန်းသွားနိုင်တဲ့ပြိုင်ပွဲဝင်ရဲ့နာမည်ကိုကြီးညာပေးသွားမှာဖြစ်ပါရယ်။ကိုညီမနှစ်ယောက်ရင်ခုန်နေပြီလို့ထင်ပါရဲ့ရှင်။ဘာပဲဖြစ်ဖြစ်အကောင်းဆုံးစူးစမ်းပေးခဲ့ကြတဲ့ညီမလေးတွေကျေးဇူးများကြီးတင်ပါတယ်။ 人家比这马铃，这个你做新手嘛，唱歌呀别问问噶喽，会比是不行。你马铃，苏菲亚噶喽，这个你做，快手嘛，差点比哦，太阳马车牌。